မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမွန်ပြည်နယ်ရေးမြို့ကျောင်းရွာမှာရှိတဲ့အမှတ်997ချေမြန်တရင်ကို60မမလက်နက်ကြီးတွေနဲ့အော်တိုဘာလ10နှစ်ည9နာရီအချိန်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရေးဘလူးတော်လိုင်းရေးတပ်ဖွဲ့စီကနေသိရပါဗျာ ခမရ961တရင်ကိုရေဘလူးအဖွဲက60မမလက်နက်ကြီးတွေနဲ့အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့တရင်တွေကထိခိုက်မှုအခြေအနေကိုတော့အတိအကျမသိရသေးဘူးလို့ဆိုပါတယ်961တရင်ကို60မမစိန်ပြောင်းလက်နက်ကြီးနဲ့အနီးကပ်၄ချက်ဝင်ပစ်ပြီးနှစ်ချက်ကကွဲကနှစ်ချက်ကတော့မပေါက်ကွဲဘူးလို့ရေဘလူးတော်လည်းတဖွဲ့တာဝန်ရှိသူကပြောပါတယ် တိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ခမာယ991တက်ကည7နာရီလောက်မှာလက်နက်ကြီးတွေနဲ့ပြန်လဲပစ်ခတ်တိုက်ခိုက်ခဲ့ပေမဲ့တော်လန်ရေးတပ်ဖွဲ့ဝင်တွေအထိခိုက်မရှိပဲပြန်လဲဆုတ်ခွာနိုင်ခဲ့လို့သိရပါဗျ။ရေးမြို့နယ်ကျောင်းရမှာရှိတဲ့ခမာယ991တက်ရင်ကနေကင်းပတ်တာစစ်ကြောင်းထိုးတာနဲ့အနီးနားကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေကိုမကြာခဏပြုလုပ်လို့ရှိပြီးတော့နေမြေအတွင်းမှာလည်းတော်လန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ တနင်္သာရီတိုင်းမှာပလောမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပလောပကဖကရဲဘော်90နီးပါးတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLAC ကိုတပ်ဖွဲ့ဝင်အဖြစ်နဲ့ပူးပေါင်းဝင်ရောက်လိုက်ပြီလို့ပလောမျိုးနယ်ပကဖတိုက်ခိုက်ရေးတာဝန်ခံရဲဘော်ကျော်စိုးကပြောပါရယ် DNLA တဲကိုဝင်ရောက်တာကရဲဘော်တအူးချင်းရဲ့ဆန္ဒဖြစ်ပြီးအော်တိုဘာလအစောပိုင်းလောက်မှာပလောပကဖစီကနေနှုတ်ထွက်စာတင်ခဲ့ကြတယ်လို့သိရပါရယ် လောပကဖစီမှာပဲဆက်ပြီးတော့တာဝန်ထမ်းဆောင်ခြင်းနဲ့ရဲဘော်တွေကိုလည်းပလောပကဖတာဝန်ငယ်စီမှာပဲအနှံထားခဲ့ရလို့လည်းသိရပါဗျ။နိုင်ငံရေးခံယူချက်ချင်းတူတဲ့အတွက် DNL နဲ့ပူးပေါင်းတာဖြစ်တယ်လို့ရဲဘော်ကျော်စိုးကပြောပါရယ်။ပလောပကဖကတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော်အဖြစ်နဲ့ဆက်လက်ရပ်တည်ပြီးတော်လှန်ရေးပြင်းပြောက်တဲ့အထိစစ်ရေးမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်သွားမယ်လို့အော်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ထားပါရယ်။ အခုလိုပူပေါင်းဝင်ရောက်လာတာကအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာအတူတကွပူပေါင်းလှုပ်ဆောင်မှုဖြစ်ပြီးစစ်ရေးကိုတော့ပလောနဲ့တရချောင်းမြို့နယ်အောက်ပိုင်းမှာလှုပ်ရှားသွားမယ်လို့ DNL ရဲ့တာဝန်ရှိသူကပြောပါတယ်ရှင်။စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ကြောင်းအမေရိကန်ပြည်နယ်90မှာရောက်ရှိနေတဲ့မြန်မာပြည်ပူပေါင်းပြီးဝါရှင်တန် DC မှာဆန္ဒပြပွဲပြုလုပ်သွားဖို့ရှိနေပါတယ်။သုတချန်သာတင်ပြပို့ထားတာပါရှင်။ စစ်ကောင်းဆောင်ကဒီဇင်ဘာလကုန်မှာပြုလုပ်ဖို့ပြင်ဆင်နေတဲ့အထူးရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ကြောင်းအမေရိကန်ပြည်နယ်90ရောင်မြန်မာတွေပူးပေါင်းပြီး Washington DC မှာဆန္ဒပြပွဲပြုလုပ်တော့ဖို့ပြင်ဆင်နေတာပါဒေသစံတော်ချိန်အောက်တိုဘာ17ရက်နေ့မနက်ပိုင်းကအထူးရောင်ရွေးကောက်ပွဲကိုစန့်ကျင်ရေးလှုပ်ရှားမှုတွေပြုလုပ်ဖို့ Global Meeting ခေါ်ယူခဲ့ပြီးနိုင်ငံတကာရောက်မြန်မာတွေနဲ့ပြည်တွင်းကတွန်လိုင်းအင်အားစုတွေတက်ရောက်ခဲ့ကြပါတယ် အမေရိကန်ပြည်နယ်90ရောက်မြန်မာတွေပူပေါင်းမဲ့ဝါရှင်တန်ဒီစီဆန်ကပြပွဲကိုနိုဝင်ဘာ22ရက်နေ့မှာပြုလုပ်သွားဖို့ရည်ရွယ်ထားပြီးစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေနဲ့လင်းနေမှုတွေကိုနိုင်ငံတကာကပူပြီးအာရုံစိုက်လာအောင်ရည်ရွယ်တယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံမှာနိုဝင်ဘာ22ရက်နေ့ဝါရှင်တန်ဒီစီမှာအနေနဲ့ရရက်ကနေစုံပြီးတော့လှုပ်ကြဖို့အထွက်ပေါ့နော်။ဒါကတော့ကျမတို့ဗမာပြည်သူလူထုတွေရဲ့တန်နေပေါ့အထူးသဖြင့်ပြည်တွင်းကသူတို့တွေချင်းချောက်နေတဲ့အထွက်ကြောင့်မို့လို့ပြောလို့မထွက်တဲ့ဒီအတန်တွေကိုကျမတို့တွေကနေပြီးတော့မှာကြက် ကျဲလောင်လောင်အင်အားရှိရှိနဲ့ထုတ်ဖော်ပေးခြင်းဖြစ်ပါတယ်။ကျမတို့အဓိကရည်ရွယ်တာကတော့အနီးကပ်ဆုံးဖြစ်တဲ့ American အစိုးရနဲ့ခေါင်းဆောင်တွေပေါ့နော်။ဒါတွေတင်မဟုတ်ဖဲနဲ့အဲကျမတို့ဒီဆန္ဒပြပွဲကြီးရဲ့အင်အားကိုကမ္ဘာရဲ့ရဲ့မှာရှိနေတဲ့တခြားပေါ့နော်အာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေ Europe တို့လို UN တို့လို့သက်ဆိုင်ရာအရေးကြီးတဲ့အဖွဲ့အစည်းတွေခေါင်းဆောင်နေရပါသူတို့အာယုံဆိုင်လာဖို့အတွက်ကိုကျမတို့ရည်ရွယ်ပါတယ်ရှင်။တစ်နှစ်တခြားတေချာလေးပေါ့နော်။ဆွေးမွေးတိုင်ပင်ပြီးကျမတို့လှုပ်သွားဖို့ ရှိပါတယ်စစ်ကောင်စီရဲ့အတူအောင်ရွေးကောက်ပွဲကိုစတင်ကြောင်းဆန္ဒပြပွဲတွေနိုင်ငံတကာမှာဆက်တိုက်ရှိနေပေမဲ့ဒီထက်ပိုအားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့နိုင်ငံတကာရောက်မြန်မာတွေစုစည်းနေကြတာပါတမ္မတ်ကြီးဦးကျော်မုံထွန်းကိုအပိထောက်ခံကြောင်းနိုင်ငံတကာလှုပ်ရှားမှုတွေပူးပေါင်းဆောင်ရွက်ခဲ့သလိုစစ်ကောင်စီရွေးကောက်ပွဲကိုစတင်ကြောင်းလှုပ်ရှားမှုတွေလည်းနိုင်ငံတကာစာမျက်နှာတွေမှာတပြိုင်တည်းပေါ်ပေါက်လာဖို့ရှိနေတာပါဝါရှင်တန် DC မှာစုမှုကိစ္စကိုဆွေးနွေးပြစ်ပါတယ် မနေ့ကမီတင်ကတော့ global level လောက်တာဆိုတော့ဟိုတကဘာလုံးကလူတွေပါပါတယ်ပြည်တွင်းကလူတွေလည်းပါပါတယ်အားလုံးကမိမိတို့လှုပ်ထားတဲ့ပြင်ဆင်ထားတာတွေကိုတင်ပြကြပါတယ် တကဘာလုံးမှာရှိတဲ့ activist တွေ institution တွေ human rights defender တွေပေါ့နော်ဒီ sham election နဲ့ပတ်သက်ပြီးတော့ပြင်ဆင်ထားတာတွေကိုတင်ပြပြီးတော့ဆွေးနွေးကြပါတယ်တနိုင်ငံနဲ့တနိုင်ငံပူးပေါင်းပါဝင်ဆောင်ရွက်ပြီးတော့အညာမညာဖြစ်အောင်တိုင်ပင်ကောက်အောင် လုပ်ကြဖို့အတွက်ပြန်လည်တင်ပြကြတယ်အဓိကကတော့ပြည်တွင်းကလှုပ်ရှားမှုတွေအဓိကပို့ပြီးတော့ကြပါတယ်မတရားအာဏာသိမ်းလိုက်တာနဲ့ပတ်သက်လို့ပြည်သူလူထုကစိတ်နာကြီးနေတယ် စစ်အာဏာရှင်အနေနဲ့ဘာပဲလုပ်လို့ပြည်သူလူထုကအယုံကြည်မရှိဘူးယွန်းရှာမုန်းတီးနေပြီဒီရွေးကောက်ပွဲကြီးကိုလူတွေကလုံးဝသဘောမတူဆိုတော့အားလုံးသိတဲ့အတိုင်းပဲ မေတော်ဆဆုကြီးချမ်းသာပါစေ။ရန်စုံလူမြောက်ပါစေ။စစ်ကောင်စီကအမေရိကန်ပြည်ထောင်စုမှလော်ဘီကုမ္ပဏီတွေငားရမ်းပြီးအစိုးရကိုချဉ်ကပ်နိုင်မှုကြိုးစားတာ။အကျိုးစီးပွားရေးရာမလုံးတွေနဲ့သူတို့ရဲ့တရားဝင်မှုကိုအတိမတ်ပြုလာအောင်အားထုတ်တာတွေရှိနေတာပါ။တော်လိုင်းရင်ကနေဒီဘာကြာလာချိန်မှာစစ်ကောင်စီဘက်ကနေအာဏာရှင်နိုင်ငံတချို့ပေါ်ပေါ်ချင်းချင်းရည်တည်လာကြပေမဲ့နိုင်ငံတကာတန်တမာရေးရာဆံမျက်နှာမှာတော့တော်လိုင်းရင်အားစုတွေကအသာကြီးဆက်ယူထားတာဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။ မွန်ပြည်နယ်ကြိုက်ထုံမြို့ဟာပြည်သူစေယုံဝင်းအတွင်းမှာခွေးလေခွေးလင်းတွေများပြားနေတဲ့အပေါ်မှာအန်ရရှိလာနိုင်ကြောင်းအရေးကြီးပန်ကြားချက်ထုတ်ပြန်ခဲ့တဲ့အပေါ်မြို့ခံတွေကမှဝေဖန်နေကြပါတယ်။ကြိုက်ထုံမြို့နယ်စေယုံဝင်းအတွင်းဟာခွေးတွေကိုစားခြင်းစားကြံကျင်းမွေးတာတွေကိုလုံးဝရှောင်ကျဉ်ပေးကြဖို့နဲ့အသုံးပြုပြီးသားအမိုက်အပါအဝင် စားခြင်းစားကြံနေပါတဲ့အမိုက်တွေကိုအဖုံးပါတဲ့အမိုက်ပုံးနေတဲ့ခုထုတ်ပိုးပြီးတော့ထည့်သွင်းပစ်ပေးဖို့နဲ့ ်အိမ်မွေးတလိမ့်ဆန်တွေကိုဆေးရုံခေါ်ဆောင်လာရင်ကြိုးတက်ကလောင်အိမ်နဲ့စနစ်တကျထိမ့်သိမ်းခေါ်ဆောင်လာပေးကြဖို့အတွက်မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးကအော်တိုဘာလ10ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်ဆေးရုံကအရေးကြီးပန်ကြားချက်ထုတ်ပြန်ရမှာတချို့အချက်တွေကိုမထုတ်ပြန်သင့်တယ်လို့အရင်ကတည်းကစီစနစ်တကျလုံးဆောင်ခဲ့တဲ့မီဆေးရုံကိုတလိမ့်ဆန်ခေါ်လာတာကမဖြစ်သင့်ဘူးလို့မြို့ခံတယောက်ကပြောပါရယ် အရေးကြီးပန်ကြားချက်ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီးကြိုက်ထုတ်မျိုးနယ်ကျန်းမာရေးဦးစီးဌာနရုံးကို DVB ကဖုံးနဲ့ဆက်သွယ်မေးမြန်းရမှာဖုံးလက်ခံဖြေဆိုရမှာရှိပါဘူး။ကြိုက်ထုတ်မျိုးနယ်ပြည်သူ့စေယုံအနေနဲ့ပိုင်ရှင်မဲ့ခွေးတွေကိုတက်ဆိုင်ရာစီကံတဲ့အညီထိန်းသိမ်းတာတွေဆက်လက်ဆောင်ရွက်သွားမယ်လို့အသိပေးထားပါတယ်ရှင်။ DVV ရုံမြင်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့ Wendy ပါ။